မင်္ဂလာပါရှင်။ဝတ်သားတို့ထိုးနဲ့ကြာစံကြို့မိသားစုလူစုံနဲ့ရက်မို့လို့ကြော်စားမှာဖြစ်ပါတယ်ရှင်။ဝတ်သားတွေကိုတော့ကိုကြိုက်တဲ့အစိပ်ပိုင်းလေးတွေကိုရွေးဝဲထားပါတယ်။ဒီမှာဆိုရင်တော့ဦးနုလေးတွေဝတ်နှလုံးနဲ့အသေးပါမယ်။အဲအသားနဲ့ရှာလဲပါပါတယ်ရှင်။တသားမုတ်တကြပေးငံ့ပြရဲ့အပြစ်တစုံထဲပါမယ် ဲငန့်ပြားရဲ့အနောက်နှစ်စွန်းနဲ့ခရီးစီတစွန်းငါမျိုးဆက်တရုတ်မဆလာနည်းနည်းထည့်ပြီးတော့နေပါမယ်ရှင်။ ဂျင်းနဲ့ကြက်သွင်ပြူထောင်းထားတာကိုပါအရင်ညှစ်ထည့်ပြီးတော့အရသာတွေဝင်သွားအောင်နေပေးရပါမယ်။တေချာလေးနေပြီးသွားရင်တော့ရေခဲတက်တာထဲမှာနှစ်နာရီလောက်ထားပြီးလိုက်ရင်တော့အသားတွေထဲကိုအရသာစိတ်ဝင်သွားပြီးတော့ပူပြီးစားကောင်းပါလိမ့်ရှင်။ဝက်သားပြုတ်မဲ့အိုးတွေကိုတကြားတစ်စွန်းလောက်ထည့်ပြီးတော့တကြားတွေရဲနေပြီဆိုရင်နှက်ထားတဲ့ဝက်သားတွေကိုထည့်ပါမယ်။ရေထက်မထက်သေးပဲနဲ့ဝက်သားတွေကထွက်လာမဲ့အရေးလေးနဲ့ပဲခဏထက်တယ်ပြီးလိုက်ပါမယ်။ အသားရိချစ်ပြီးတော့အရသာပိုဝင်သွားအောင်မီးပူချိန်လျှော့ပြီးတော့အထက်အောက်လှန်ပေးပြီးခဏတည်ထားလိုက်ပါတယ်။ဝသားတွေကပြန်ထွက်လာတဲ့အရေတွေကလည်းခန်းသွားပြီဆိုရင်တော့ရေထက်ထည့်ပြီးတော့အသားတွေနူအောင်ပြုတ်ပါမယ်ရှင်။ ဝတ်သားတွေလည်းနူးဤနေပြီဆိုရင်တော့ဝတ်သားတို့တူအိုးလေးကျက်ပါပြီ။ကြာစံကြော်ဖို့အတွက်ကတော့၃နာရီလောက်ရေကျိုးပြီးစိတ်နာတဲ့ကြာစံကိုရေဆစ်လိုက်ပါမယ်။အိုးရဲကိုစီထည့်ပြီးတော့ကြက်သွန်ပြူထောင်းထားတာကိုစီတတ်ပါမယ်။ပပလီတာရဲခေါ်ပြီးနဲ့ဥနီလဲထည့်ပါမယ်ရှင်။ အရသာအတွဲစက်သားမုတ်ထည့်လိုက်ပါမယ်။ခေါ်ပြီးလေးနွမ်းလာပြီဆိုရင်တော့ရေစစ်ထားတဲ့ကြာစံထည့်ပြီးတော့ပဲငံ့ပြရဲ့အပြေးခယူးစီနဲ့ပဲငံ့ပြရဲ့အကျဲထည့်ပြီးတော့ကြာစံထဲကိုစက်သားမုတ်ထည့်လိုက်ပါမယ်။ဝတ်သားတို့တို့နဲ့တွဲစားမှမို့လို့ကြာစံနေ ਉ တော့အသားရုကျဲဥတို့ထည့်ပြီးမကြော်တော့ပါဘူး။ ခုနကပြုတ်ထားတဲ့ဝက်သားပြုတ်ရည်နည်းနည်းထည့်ပြီးတော့ကြာစက်နေနူးဤသွားအောင်ကြော်ပြလိုက်ပါတယ်ကြာစက်လေးတွေဤပြီးတော့အရသာကလည်းအနေတော်ပဲဆိုရင်တော့နောက်ဆုံးမှတရုတ်နဲ့ညက်ထဲလိုက်ရင်တော့ကြာစက်ကျော်ကျက်ပါပြီရှင် ဝတ်သားထုတ်ထိုးမှဆိုရင်အချင်းရင်ကောင်းမှစားကောင်းအောင်လို့အချင်းရင်ကောင်းကောင်းလေးလုပ်ပါမယ်ရှင်။တညက်လေးခဲနဲ့မကြီးသေးကိုပြုတ်ပါမယ်။တညက်ခဲတွေပျော်ပြီးတော့မကြီးသေးလဲနူးသွားပြီဆိုရင်တော့စကားနဲ့စစ်ချလိုက်ပါမယ်။ ပြီးရင်တော့ငရုတ်စီထဲပါမယ်။ငံပြားရည်နည်းနည်းလေးထည့်လိုက်ပါရရှင်။ငရုတ်သီးစိမ့်နဲ့ကြက်သွင်ပြူထောင်းထားရလဲထည့်လိုက်ပါမယ်။သမတော်ငွေပြီးလိုက်ပြီဆိုရင်တော့အရန်စားကောင်းတဲ့အချင်လေးရပါပြီရှင်။အဲ့ဤပြေစားဖို့အတွက်သခွားသီးနဲ့ဆက်လက်ရွက်ကိုလည်းပြင်ဆင်ထားလိုက်ပါရစေ။ ဝတ်သားထုတ်ထိုးကိုကိုယ်စိတ်ကြိုက်အတုံးလေးတုံးပြီးတော့ဆိုင်မှာစားသလိုမျိုးတုံးလေးတွေထိုးထားပေးလိုက်ပါတယ်။ ုံထိုးစားတဲ့အခါမှာငေယူသီးစိမ့်နဲ့ကြက်သွင်မျိုးကိုက်စားရတာလည်းအရင်လိုက်ဖက်တာမို့လို့ပြင်ဆင်ထားပါမယ်ရှင်။ဒါကတော့ဒုထိုးဆိုင်ရာကြာစံကျော်တုပ်လိုမျိုးငေယူသီးအကြက်မုတ်ပဲမုတ်တို့နဲ့ငံပြားရည်နဲ့နဲ့ထည့်ပြီးတော့တုပ်စားပါမယ်။အခုဆိုရင်တော့မြင်နာနဲ့စားခြင်းစပွဲလေးဖြစ်နေတဲ့ဒုထိုးကြာစံကျော်တုပ်လေးရပါပြီရှင်။ တိန်လုံးလဲကြိုက်ကြတာမို့လို့ဒီကနေ့မှာတော့မနေ့တရားထမင်းမချက်တော့ပဲနဲ့ကြာစင်စောတို့တို့ပဲစားကြမှာပါအိမ်မှာကိုယ်တိုင်လှူစားတဲ့အခါကျတော့မိသားစုတွေလည်းအဝစားရပြီးတော့အကုန်ကြတတ်တာပါတယ်ရှင်အဆုံးထိကြီးစုပေးရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်